အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာဒီကနေ့မှာတော့ စွတ်သူကောင်းလေးရဲ့အတန်းကိုပတ်စံနဲ့ဆုပ်ပေးတတ်သူများအတွက်ကောင်းလေးကမထိန်နိုင်လို့ပတ်စံတဲ့တုံ့လိုလိုက်ရဲ့ညူသားမလားပါရီဖြစ်နိုင်တဲ့တင်ဆက်ပေးချင်ပါတယ်အဲ့ဒီအကြောင်းမပြောခင်အားလုံးသိထားဖို့2024ရဲ့ယောဂအသင်စံတစ်ခုဖြစ်တဲ့ရောက်ကြောက်ယောဂအကြောင်းအရှင်ပြောပြမယ်နော်အဲ့ဒါပြီးရတဲ့စတိုင်ကောင်းလေးကမထိန်နိုင်လို့ပတ်စံတဲ့တုံ့လိုလိုက်ရဲ့ညူသားမလားပါရီဖြစ်နိုင်လေဆိုတာကို သင်ဆက်ပေးသွားမှာပါနော်2020နှစ်ရဲ့ရောဂါအသေးစိတ်တစ်ခုဖြစ်တဲ့မြောက်ကြောက်ယောဂမြောက်ကြောက်ယောဂကတော့ကြောက်ယောဂအမျိုးဝင်ပါပဲ1958တုန်းကမြောက်ဒီမှာစတင်လို့မြောက်ကြောက်ယောဂလို့ခေါ်တာပါအရှင်ကလည်းဖြစ်ခဲ့ပူပါတယ်ဒီမီလာမှာမှတပံပြန်ကူးဆန်လာတာဖြစ်ပြီး American Spain Portuguese နဲ့တခြားဥရောပနိုင်ငံတွေမှာစတင်ကူးဆန်နေတာဖြစ်ပါတယ်ယောဂကူးဆက်ပုံ ယောဂါကိုရှိတဲ့အကောင်တွေကြိုက်ခံခုတ်ခံရရင်ယောဂါကိုရှိနေတဲ့အစာအစာစားမရင်ကုသနိုင်ပြီးတော့လူသားချင်းချင်းကုသပြန်နိုင်ပုံကတော့ယောဂါကိုကုသခံနေရသူရဲ့အသက်ရှူလမ်းကြောင်းကအရေးရိအရေးရာထိခိုက်ဒဏ်ရာတွေနဲ့ထိတွေ့မရင်ကုသနိုင်ပါတယ်ယောဂါလက္ခဏာတွေကတော့ဖျားမေးအလုံးမင်းခေါင်းခိုင်းမေးကြွက်သားတွေနာမေးအရေးပြားမှာအဆက်ပါတဲ့အရေးကြီးမှုတွေပေါလာမေး ခြံတုံမယ်၊နှုံမယ်၊ပြန့်ရည်သောအကျိတ်တွေရောက်မယ်။စတဲ့လက္ခဏာတွေကိုခန်းစားရမှာပါ။ကမ္ဘာ့ဇမားရေးဖွဲ့စည်းရဲ့ပြောကြားချက်အရဆိုရင်တော့ကြောက်ရောဂါကာကွယ်စီနဲ့ကာကွယ်နိုင်လို့ရမှာဖြစ်ပြီးကာကွယ်စီအသည်ထုတ်လုပ်မှုနဲ့ကျိုးဝန်းနေရလို့ပြောကြားထားပါတယ်။ဒါပြင်ဒီမြောက်ကြောက်ရောဂါကတော့ကန့်ရောဂါပြန့်လောက်တဲ့အထိကိုယ်ဆက်မှမဟုတ်ဘူးလို့လည်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ ယောဂလက္ခဏာတွေကနှစ်ဘက်ကနေဒီဘက်တွင်သက်သာပြောင်းလဲနိုင်ပြီးလက်ရှိအခြေအနေတွင်သိဆုံးတော့ကလည်း300ခန်းတော့ကနေ600ခန်းတော့ဒီပဲရှိပါတယ်။ဒါပေမဲ့ကုသတ္တတာမို့မကုသအောင်တော့ခရူးဆိုင်ရမှာပါ။ဒါကြောင့်ဒီယောဂကလက်တလုံးမှာဖြစ်လာတဲ့အသက်ဆိုင်ယောဂဖြစ်တာပေါ့ပရိသတ်တွေအတွက်စံပါရေဘဟုတုတာဖြစ်မျှဝေနိုင်ရပါတယ်ရှင်။ဆက်လာပြီးတော့သတ္တုကောင်းရဲ့အတန်ကို တ်ဆက်လေးဆုပ်ပြီးတဲ့သူများအတွက်ကောက်လေးကမထိန်နိုင်လို့ပတ်ဆက်တွေတုံလို့လာရင်မြူချမလားဘာရင်းဖြစ်နိုင်လဲတင်ဆက်ပေးကြပါရစေ။တော်ရင်မြူချခြင်းဟာဇမ္မာရီအတွက်ကောင်းပါမသလား။တချို့လူတွေကပတ်ဆက်တဲ့လိမ့်ဆက်ဆက်ခြင်းကို ပြုလုပ်တတ်ကြပြီးတုံရင်ကိုမြူချလေးရှိပါတယ်။တချို့ကတော့ဒါကိုသဘောမတူကြပါဘူး။လူတွေကမိမိတုံရင်ကိုမိမိလိမ့်ဆက်ဆက်ပေါ်အရာသာခံပြီးမြူချခိုင်းတာနဲ့ပတ်သက်ပြီးလည်း ရေပူရာအဖြစ်သဘောတွေ့နိုင်မှာမဟုတ်ပါဘူး။ပတ်စံနဲ့လိမ့်ဆက်ဆန်တဲ့အခါတုပ်ရည်မျိုးချမယ်လို့မဆုံးထားပါဘူး။ပြီးတော့ကိုယ့်ရဲ့လိမ့်ဆက်ဆန်မှုဟာတုပ်ရည်ကိုမမြုပ်ချခြင်းရဲ့အတိတ်မျိုးချခိုင်းမှုနဲ့မတင်ပါဘူးနော်။တေးရစိစံမှာတော့တုပ်ရည်မျိုးချခြင်းဖြင့်စမ်းမာရေးပေါ်ဖက်လို့အကျိုးသက်ရောက်မှုရှိတယ်လို့ဆိုတော့တင်ဆက်ပေးပါမှာပါ။တုပ်ရည်ဆိုတော့ဘာလဲ။တုပ်ရည်ဆိုတော့အရေးတစ်မျိုးပဲဖြစ်ပါတယ်။ အမျိုးသားတွေရဲ့လိမ်တန်းကထွက်လာတဲ့တုပ်ရည်မှာရေတပ်ပရိုတိန်တန်နဲ့တုပ်ဖို့လိုပါရှိပါတယ်။တုပ်ရည်မှာ citric acid, phosphate, calcium, zinc, magnesium နဲ့အစာတပ်ပစ္စည်းတွေလည်းပါဝင်နေပါတယ်။တုပ်ရည်ကိုတကယ်ပဲမြူချနိုင်သလား။တုပ်ရည်ထဲမှာပါဝင်တဲ့အစီရရလူ့ဘဝအနေနဲ့မဖြစ်စေတဲ့အတွက်တုပ်ရည်ကိုမြူချတာဟာရေပူရအောင်ဖြစ်တော့အနေနဲ့မရှိသေးပါဘူး။ ဒါပေမဲ့တုတ်ဟီမျိုးချလိုက်တာကြောင့်ဘေးမကင်းတဲ့အခြေအနေတွေနေရှိပါတယ်။လူတစ်စုကတုတ်ဟီနဲ့တမတင်မှုတုံတွေ့နိုင်ရပေမဲ့လည်းစုံတော့စုံနေပါပဲ။တုတ်ဟီဟာခန္ဓာကိုယ်ကထွက်လာတဲ့အရေးဖြစ်တာကြောင့် HIV လိုမျိုးလိန်ကားတစ်စင်ကူးစက်စေနိုင်တဲ့ရောဂါပိုးတွေကိုသိမ်းဆောင်နိုင်ပါတယ်။လူတွေဟာလိန်မဆက်ဆံခြင်းလိန်ကားတစ်စင်ကူးစက်စေတတ်တဲ့ရောဂါများရှိမရှိကိုစစ်ဆေးသင့်ပါတယ်။ လင်းက30ခုဆက်စီတဲ့ရောဂါတွေကိုကာကွယ်နိုင်မှုအတွက်ကိုယ်တော်ကဲ့သို့အကာအကွယ်ပစ္စည်းတွေကိုသုံးသင့်ပါတယ်။တခြားလူတွေကသဝေမျိုးစားမိတဲ့အခါကိုယ်ဝင်ရစေနိုင်တယ်လို့ထင်မြင်နေကြပါတယ်။ဒါကမဖြစ်နိုင်ပါဘူး။သို့ဘူကမျိုးနဲ့တွေ့ပြီးမျိုးအောင်စီမှာပဲကိုယ်ဝင်ရရှိနိုင်တာဖြစ်ပါတယ်။သဝေမျိုးစားခြင်းဖြင့်စမ်းမရဲ့အကျိုးကျေးဇူးတွေရရှိစေပါသလား။ တောင်ရည်မျိုးချခြင်းရဲ့တမ်းမာရေးအတူကျေစုနဲ့ပတ်သက်ပြီးသူတည်တနာလှူထားတာအနေငယ်ရှိပါတယ်။တောင်ရည်နဲ့ပတ်သက်တဲ့အဟာရဆိုင်ရာထိမြင်ယူဆချက်တွေကမာရင်းနေပါတယ်။လူတွေတောင်လို့တဲ့အခါတောင်ရည်အနေငယ်သာထွက်ပါတယ်။အဲ့ဒီအနေငယ်သောတောင်ရည်ကိုမျိုးချမိခြင်းဟာတမ်းမာရေးပေါ်ဘလုံထရမှုမျိုးမှ မရှိနိုင်ပါဘူး။ ၊တဝေထီထွေမှုနဲ့စိတ်ကံစားမှုတို့ဟာဆက်ဆက်လျက်ရှိတယ်လို့2002ခုနှစ်မှာပြုလုပ်တဲ့လိမ့်လာမှုတစ်ခုကစုံထားပါတယ်။တဝေနဲ့ထီထွေမှုရှိတဲ့အမျိုးသမီးတွေရောစိတ်ကြံရောဂါဝေဒနာသိမခံစားရဘူးလို့သိရပါတယ်။ဒါပေမဲ့အဲ့ဒီလိမ့်လာမှုမှာလိမ့်ဆက်ဆက်လျက်ဖြစ်ပေါ်လာတဲ့စိတ်ကံစားမှုကိုထိမတွက်ခဲ့ပါဘူး။တဝေနဲ့ထီထွေခြင်းဖြင့် အမျိုးသမီးတွေမှာကိုယ်ဝန်စိတ်တကြင်ကိုရောချာစေတယ်လို့2003ခုနှစ်ကပြုလုပ်ခဲ့တဲ့လိမ့်လာမှုတစ်ခုရသိရပါတယ်။ဒါပေမဲ့အဲဒီဆက်နွယ်မှုနဲ့ပတ်သက်ပြီးတဲ့သူစိတ်သနာများစာပြုလုပ်ဖို့ကြံပါသေးတယ်။သဝေကိုမြှချမိလိုက်တာအတရေဖြစ်စေသလား။အကာအကွယ်မပါပဲပစက်နဲ့လိမ့်ဆက်ဆန်းခြင်းဟာယောဂကုသစေနိုင်ပါတယ်။တကယ်လို့လူတယောက်ဟာလိမ့်ကတစ်စိတ်ကုသစေတဲ့ယောဂခံစားနေရသူရဲ့ တုပ်ရီကိုမြူသားမိပါက၎င်းကလည်းယောဂပိုကုဆတ်ခံရနိုင်ပါတယ်အကာအကွယ်မပါဘဲဖက်ဆန်နေလေးဆန်းဆန်းပြီးကုဆတ်တတ်တဲ့ယောဂတွေကတော့ကလမာဒီယာယောဂကနုယောဂကာလတာယောဂရှင်ယောတဲ့ရင်ကောင်းကင်စာပိုး HIV ယောဂတို့ပဲဖြစ်ပါတယ်အမေရိကန်နိုင်ငံရှိလူဝင်နေငယ်ဟာတုပ်ရီနဲ့ဓမ္မတိကြပါဘူးတုပ်ရီကိုမြူသားမိပါကတမတဲ့ပူဝေဒနာတွေကိုခံစားရနိုင်ပါတယ် အထောက်အပံ့ပြောမယ်ဆိုရင်တော့တုံ့ပြန်ကိုမြှောက်ချင်အောင်စုံကြတော့မရှိပါဘူးတုံ့ပြန်ကိုမြှောက်ချမီတော့ကိုဝင်တော့မရနိုင်မိမယ်လိန်ကတဆင့်ကုဆက်စီတက်တဲ့ယောဂပုံတွေကတော့ကိုစီရောက်လာနိုင်ပါတယ်ဒါကြောင့်လိန်မဆက်ဆံကေလိန်ကတဆင့်ကုဆက်စီတက်တဲ့ယောဂရှိမရှိကိုစစ်ဆေးသင်ပါတယ်နောက်ပြီးတော့လိန်ဆက်ဆံတော့မေးဆိုရင်တောင်းတဲ့တောင်းအဆင်ပြေပြီးစိတ်ကျေနပ်မှုရရှိစေမယ့်ဒီနယ်ကိုသာရွေးချယ်သင်ပါတယ် ။ဒီနေ့တင်ဆက်ပေးခဲ့တဲ့အစားအလေးကိုတော့ဒီမှာပဲခေတ္တရေနာဝင်ပြုပါရှင်။နောက်ထပ်လည်းကျွန်တော်တို့ channel ကနေပုဒ်တုတ္တဖြစ်စေမယ့်အစားအလေးတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့စောင့်မျှော်အောင်ပြသပါအောင်ရှင်။ကြည့်ရှုအောင်ပေးခဲ့တဲ့ပရိသတ်တရားစီစီကိုကျေးဇူးတူပဲတင်ရှိပါရရှင်။